20ရာစုရဲ့အကျော်ကြားဆုံးဖန်တီးရှင်သို့မဟုတ်ပပလိုပီကာဆိုပပလိုပီကာဆိုဆိုတာ20ရာစုရဲ့အကျော်ကြားဆုံးနဲ့ဩစာအရှိဆုံးဖန်တီးနိုင်စွမ်းအကောင်းဆုံးသောအမှုပညာရှင်တွေကတဦးဖြစ်ပါတယ်ပကြီးပညာမှာကောင်းသလိုခမန်ရခက်ဖန်တီးရခက်တဲ့အမှုပညာလက်ရာတွေကိုအဆက်မပြတ်ဖန်တီးနိုင်သူပါ ပီကာဆိုဟာငယ်စဉ်ကတည်းကပကြီးကိုထူးချွန်ခဲ့သလိုဘလို့ပုံစံနဲ့ပဲဖြစ်ဖြစ်ပကြီးဆွဲနိုင်ပါတယ်။အမြဲပြောင်းလဲနေတဲ့ကဘာကြီးကိုစိတ်ကူးသစ်တွေနဲ့ရှုမြင်ခြင်းသူလည်းဖြစ်ပါတယ်။စံတန်လီလာမှုတွေကိုလည်းဝါသနာထုံခဲ့သူ ဖြစ်တဲ့အတွက်သူဟာအအောင်မြင်ဆုံးသောလူသားတစ်ယောက်ဖြစ်ခဲ့ခြင်းဟာလည်းစမ်းကြဲမှုတော့မဟုတ်ပါဘူး။တေးကြတာတစ်ခုကတော့ပီကာဆိုဟာလူတွေအားလုံးအတွက်ကဘာကြီးကိုပုံစံသစ် အမြင်သက်တွေနဲ့ရှုမြင်တတ်အောင်သင်ကြားပေးခဲ့သူတကားဖွင့်ပေးခဲ့သူဆိုတာပါပဲပီကာဆိုဟာအမှုပညာများစွာကိုဖန်တီးခဲ့သလိုတမိုင်းပညာရှင်တွေက သူ့ရဲ့ဘဝနဲ့အမှုပညာကိုအဆင့်တွေနဲ့ပိုင်းခြားသတ်မှတ်လေ့လာခဲ့ပါတယ် The Blue Period အပြာရောင်ကာလနဲ့ Rose Period နှင်းစီချိန်ကာလတို့ကအစောဆုံးပေါ့ သူကပကြီကားတွေကိုအပြာရောင်နဲ့ပန်းရောင်တွေများများတုံးခဲ့ချင်းတွေကိုတင်စားကြတာပါဒီပကြီကားတွေကပနာမဝါဒကုဘဝါဒဂန္ဓဝင်ဝါဒတွေကို အခြေခံခဲ့ပြီးစစ်အတွင်းနဲ့နှောင်းပိုင်းကာလတွေပါပဲသူရဲ့အချော့ရှားဆုံးကာလတစ်ခုကတော့ကုဘဝါဒအချိန်ပါပဲကုဘဝါဒဆိုတာကတော့ပကြီဆရာကတောင်ပေါင်းစုံကနေမြင်ကွင်းတွေကို ပုံတပုံထဲမှာထည့်ဆွဲတာပဲဖြစ်ပါတယ်။တနည်းအားဖြင့်တော့အရာဝတ္ထုတစ်ခုကိုဓာတ်မှန်ရကြည့်တယ်လို့မျိုးပါပဲ။ပီကာဆိုကို1880ခုအောက်တိုဘာလ25မှာစပိန်နိုင်ငံမာလာဂါတွင်မွေးဖွားခဲ့ပြီး1904ခုအသက်23အရွယ်မှာ ပြင်သစ်နိုင်ငံ ပါရီကိုပြောင်းရွှေ့ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ပါရီဟာ အလွန်ခက်မိပြီး အေးမြတဲ့မြို့တော်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့သူဟာကက်သလစ်ဘာသာဝင်အဖြစ်ကြီးပြင်းလာခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူကိုယ်သူဖျားမဲ့ဝါဒီအဖြစ်ကြီးညာခဲ့သူပါသူဖခင်ဖြစ်သူဒွန်ဂျိုးစ်ရူးစ်ဘလက်စ်ကိုဟာ ပကြီးဆရာတဦးဖြစ်တဲ့အပြင် ပကြီးတင်တန်းဆရာလည်းဖြစ်ပါတယ်ဒေတာတွင်ပြတိုက်ကိုလည်းဦးစီးဦးဆောင်ပြုနေသူတရားဖြစ်ပါသေးတယ် ဘလက်စကိုဟာဒါဖြစ်သူပိကဆိုကိုခုနှစ်နှစ်သားအရွယ်ကလေးကပုံဆွဲပညာအပြင်စီစေးပကြီအကြောင်းကိုပါ သင်ပေးခဲ့ပါတယ်။သူအရွယ်ကလေးကပိကဆိုဟာ ပကြီပညာကိုထူးချွန်ခဲ့သူတယောက်ဖြစ်ပါတယ်။သူဟာအသက်73နှစ်အရွယ်မှာသူဖခင်တင်ကြားခဲ့တဲ့ဘာစီလိုနာမျိုးကအနုပညာကျောင်းမှာတက်ရတက်ရောက်ခဲ့ပါတယ်။1698ခုနှစ်မှာတော့ပေကဆိုဟာ ထိုစဉ်ကစပိန်ရဲ့ထိတ်တဲအမှုပညာသင်တန်းကျောင်းမှာဆက်လက်ပညာသင်ကြားခဲ့ပါသေးတယ်။ဒါပေမဲ့ခဏတာပါပဲ။သူဟာထိုခေတ်ရဲ့နာမည်ကျော်ပကြီးဆရာတွေရဲ့လက်ရာတွေကိုတိတိချမ်းချမ်းလေ့လာပြီးအတူယူခဲ့ပါတယ်။19ရာစုနေကလာတာနဲ့မျှသူရဲ့ပကြီးကားတွေမှာအယူဆအသစ်တွေနဲ့အတွေးမြင်သစ်တွေကိုတွေ့လာချရပါတယ်။အထူးသဖြင့်ရှုခင်းပကြီးတွေမှာပါ။ 1900မှာတော့ပီကာဆိုဟာအနုပညာရဝင်ရဲ့ဘဟုဖြစ်တဲ့ပါရီကိုတွားရောက်ခဲ့ပါတယ်။သူဟာကဗျာဆရာသတင်းစာဆရာ Max Jacob နဲ့အတူတဲခိုကမ်းမှာနေထိုင်ခဲ့ပြီးဆင်းရဲစွာနဲ့ဖြတ်သန်းခဲ့ကြရပါတယ်။တခါတရံအနှွေးတရဖို့အတွက်သူဆွဲထားတဲ့ပကြီတွေကိုမီးရှို့ပြီးမီးလုံခဲ့ရတဲ့အထိပါပဲ။ထွနာမက်ဒရစ်မြို့ကိုပြောင်းလာခဲ့ပြီး ထောင်ကွာတခုအစောပိုင်းကာလတွေကိုထိုမျိုးမှာပဲကုံဆုံးခဲ့ပါတယ်။သူဟာတငယ်ချင်းဖြစ်သူ Francisco Assis Sola နဲ့အတူ Young Art အမည်ရှိ စာပေမဂ္ဂဇင်းတစ်ခုမှာစင်ရသားများကိုစာနာနားလည်သောကာတွန်းနဲ့ဆောင်းပါးများကို ဖန်တီးခဲ့ကြပါတယ်။သူရဲ့နုပညာလက်ရာတွေမှာနာမည်အပြည့်စုံထက် Picasso လို့လက်မှတ်ရေးထိုးခဲ့ပါတယ်။အပြာရောင်ကာလ blue period လို့လူသိများခဲ့တဲ့ပီကာဆိုရဲ့အနုပညာအချိန်ဟာ1901ကနေ1904ထိဖြစ်ပါတယ်။ထိုအချိန်ကာလတွေမှာပီကာဆိုရဲ့လက်ရာတွေက အပြာရောင်တွေနဲ့ကြီးစိုးနေကြတာဖြစ်ပြီး အနုပညာကဘာကိုစတင်ကင်လှုပ်ခဲ့တဲ့ကာလပါပဲ။ဥပမာအနေနဲ့ကြော်ကြားတဲ့ပကြီလက်ရာတစ်ခုဖြစ်တဲ့ The Old Guitarist ပကြီကားမှာပီကာဆိုက အပြာရောင်တွေကြားတဲ့ကအညိုရောင်တောက်နေတဲ့ ဂစ်တာတစ်လုံးကို ဆွဲထားခဲ့တာမျိုးပေါ့အပြာရောင်ကာလအတွင်းကပီကာဆိုရဲ့လက်ရာတွေဟာတိမ်မွေ့ပြီးနှက်ဆိုင်နေလို့ထင်မြင်ယူဆခဲ့ကြပါတယ်။တမိုင်းပညာရှင်တွေက အပြာရောင်ကာလကိုပီကာဆိုရဲ့တငယ်ချင်းတရားကိုကိုကိုတတ်သိပြီးနောက်ပိုင်းသူရဲ့စိတ်ခံစားချက်ကိုကိုစားပြုတယ်လို့ဆိုပါတယ်။ဒီကာလအတွင်းသူရဲ့အနုပညာလက်ရာတွေကတော့မျက်စိကြွယ်ခြင်း၊ဆင်းရဲမွဲတိခြင်းနဲ့ အမျိုးသမီးကိုတုံလုံးပုံတွေကအများနင်းစီအချိန်ခါ rose period ကတော့1904ကနေ1906ထိကြာမြင့်ခဲ့ပါတယ်။ပန်းရောင်နဲ့နင်းစီရဲ့အရေးတွေဟာပီကာဆိုရဲ့ပကြီးတွေကိုလွှမ်းမိုးထားကြပြီးအပြာရောင်ကာလပကြီးတွေထက်ပိုနွေးထွေးလာသလိုလွမ်းဆွေးမှုနဲ့စိတ်တစားခံစားချက်တွေလည်းနှေးပါလာခဲ့ပါတယ်။ လူရှင်တော်တွေနဲ့ဆက်ကက်သမားတွေကဒီပကြီးတွေထဲမှာထပ်တလဲလဲပါဝင်နေကြပါတယ်။နှင်းစီချိန်ခါအတွင်းမှာပဲပီကာဆိုဟာသူ့ရဲ့လူကြိုက်အများဆုံးပကြီးလက်ရာတစ်ခုဖြစ်တဲ့ Wine with a Pipe ကိုရေးဆွဲခဲ့တာပါ။ဒီကာလအတွင်းဆွဲခဲ့တဲ့ပကြီးကားတွေဟာရှေးဦးပကြီးခေရဲ့အယူအဆစုတ်ချက်ကြမ်းကြမ်းတွေအပြင်သူ့ရဲ့အမှုပညာအယူအဆစမ်းသပ်ချက်တွေပါ ပါဝင်နေပါတယ်။ သူရဲ့အာဖရိကန်နဲ့ရှေးဥအယူဆတွေပေါင်းဆက်တဲ့ကာလအာဖရိကန် at and primitivism period ကတော့1900ကနေ1900ထိလို့သတ်မှတ်ကြပါတယ်ဒီကာလအတွင်းမှာပဲသူက သူရဲ့အကျော်ကြားဆုံးနဲ့အငင်းပွားစရာအကောင်းဆုံးလက်ရဖြစ်တဲ့ Les de Moiselles ဒီအပိတ်နံပကြီးကိုဖန်တီးခဲ့တာပါပြပွဲတစ်ခုမှာသူကြည့်ခဲ့ဘူးတဲ့ Angular African Art နဲ့ Henry Medici ရဲ့ပကြီက African Mask တို့ရဲ့အရေးအငွေ့တွေကိုသူ့ပကြီမှာပြန်တွေ့ခဲ့ကြရတာပါပဲ။အာဖရိကအမှုပညာက သူ့ကိုအတိုင်းအတာတစ်ခုတိုင်အောင် ဖန်ဆားခဲ့ပုံရပါတယ်။ရည်စရာတစ်ခုကတော့သူ့ပကြီကတို့ပြတဲ့အခါမှာဝေဖန်မှုအပြင်းထန်ဆုံးသူတွေထဲ Medici ရှေ့ဆုံးကပါနေခဲ့တာပါပဲ။ 1909ကနေ1912ထိပီကဆိုဟာပကြီးဆရာ Georges Braque နဲ့အတူကုဘဝါဒကိုပကြီးအမှုပညာတွေမှာစတင်ဖို့လုပ်ခဲ့ပါတယ်။သင်္ချာပညာနဲ့အတူရှူရံပေါင်းစုံကနေထည့်သွင်းရေးဆွဲထားတဲ့သူတို့ရဲ့ပကြီးတွေဟာမြေကြီးရောင်တွေကိုသုံးထားပါတယ်။လက်ရာတွေဟာရှုပ်ထွေးတဲ့ geometry ပုံစံနဲ့တိဆောက်ထားသောအရာဝတ္ထုတွေကိုပုံဖော်ထားတာပါ။ ခုနှစ်နှစ်ကြာလက်တွဲခဲ့တဲ့အမျိုးသမီးဖာနန်ဒီအိုလီဗီယာဟာသူ့ရဲ့ကုဘဝါဒပကြီးတော်တော်များများမှပါဝင်ခဲ့ပါတယ်။ Head of a Woman အမည်ရှိတဲ့ပကြီးကဖာနန်ဒီ1909စတဲ့နာမည်ကြီးပကြီးတွေအပါဝင်ပေါ့လေ။သမိုင်းပညာရှင်တွေက Les Demoiselles ဒီအဖိတ်နဲ့ပကြီကားမှာတော့သူမပါဝင်ခဲ့သေးတယ်လို့ယုံကြည်ထားကြပါသေးတယ်။နောက်ပိုင်းမှာသူတို့ဆက်ဆံရေးကအဆင်မပြေဖြစ်လာခဲ့ကြပြီး1912မှာတော့နှစ်ယောက်လုံးကောင်းဖို့အတွက်လမ်းခွဲလိုက်ကြပါတယ်။ Synthetic Cubism ဖွင့်စည်းမှုကုဘဝါဒအပိုင်းကိုတော့ပီကဆူက1912မှ1916အာယုံစိုက်ခဲ့တယ်ဆိုရပါမယ်။ ပီကာဆိုရဲ့လက်ရာတွေမှာကုဘဝါဒတွေဆက်လက်လွှမ်းမိုးနေခဲ့ပြီးသူ့ရဲ့အနုပညာတွေမှာနောက်ထပ်အသစ်တွေကိုထပ်မိတ်ဆက်ပေးခဲ့ပါတယ်။လူသားပုံတွေကိုကုဘပကြီးတွေဖြစ်ဖန်တီးခဲ့တယ်လို့ဂါကွတ်တီမက်ဒလင်1910နဲ့မာချူလီ1911 to 12စတဲ့ပကြီးကားတွေမှာပါထည့်သွင်းခဲ့ပါတယ်။ ပထမကမ္ဘာစစ်မှာစစ်ပွဲမှာပါဝင်ဖို့ပါရီကိုထွက်ခွာခဲ့တဲ့အမှုပညာရှင်တွေများစွာရှိခဲ့ပေမဲ့သူကတော့သူ့ရဲ့စတူဒီယိုထဲမှာပဲစစ်ပွဲကလာရီကိုကုံဆုံးခဲ့ပါတယ်။ပီကာဆူဟာဖာနန်ဒီအိုလီဗီယာနဲ့အချစ်ရီတခန့်ရက်ချိန်မှာတခြားတယောက်နဲ့ဇလန်းစနေပြီဖြစ်ပါတယ်။1971ကဆွဲခဲ့တဲ့ Woman with Hikita ပကြီကားတွေကအမျိုးသမီး Eva Gould နဲ့ ်ချစ်ကျွမ်းဝင်ခဲ့ပြီးသူမဟာ TB ရောဂါနဲ့သေဆုံးခဲ့တဲ့1915အထိအတူရှိခဲ့ပါတယ်။ထို့နောက်သူဟာတစ်နှစ်သက်သာပဲကြာတဲ့ချစ်ဆက်လန်းတစ်ခုကို GBTB ရာ lesbianacy ဆိုတဲ့အမျိုးသမီးနဲ့တိစောက်ခဲ့ပါသေးတယ်။1916နှစ်တွင်မှာတော့အသက်20ရွယ်မင်းသမီးပါကွတ်တီအီရနီလက်ကတ် စတဲ့အမျိုးသမီးတွေနဲ့လည်းဇက်လန်းတွေရှိခဲ့တာပါပဲ။နောက်ထပ်မကြခင်မှာပဲရုရှားနိုင်ငံမှာဘဲလီအကမင်းအိုဂါခိုဂလိုပါနဲ့ส่งခဲ့ပြီး1918မှာလက်ထပ်ခဲ့ကြပါတယ်။၃နှစ်အကြာမှာဒါတယောက်ရခဲ့ပါတယ်။အချိန်မကြာမီမှာပဲသူတို့လမ်းခွဲခဲ့ကြပြီမဲ့ပီကာဆိုကကွာရှင်းပေးဖို့ကိုညင်ခဲ့ပါတယ်။ဒီအတွက်သူကသူ့ရဲ့ပိုင်ဆိုင်မှုတဝက်တိတိကို ခိုကလိုပါစီကို လွှဲပေးရမှာပါ။သူမသေးဆုံးချိန်1955ခုသူတို့မကွာရှင်းခဲ့ရသေးပါဘူး။နီယိုကန်တဝင်းခေါ်ရှီဟာဂရိနဲ့ရောမယဉ်ကျေးမှုအပြင် ပထမကဘာစစ်နှောင်းပိုင်းအမှုပညာစမ်းသပ်မှုတွေရောပြောင်းနေလက်ရာတွေကို1919 1929ကာလအတွင်းမှာပီကာဆိုကဖန်တီးခဲ့ပါတယ်။သူဟာပထမဆုံးချိန် အီတလီနိုင်ငံကိုလာရောက်လည်ပတ်ပြီးနောက်ဆွဲခဲ့တဲ့ Peace and Sleeping 1919လို့ရေစေးပကြီကားတွေမှာတွေ့နိုင်ပါတယ်။နီယိုကန်ဒဝင်ပကြီကားတွေဟာကုဘပကြီတွေနဲ့လုံလုံဆန့်ကျင်ခဲ့ပြီးအမှုပညာစနစ်သက်တစ်ခုအဖြစ်ယက်တည်ခဲ့ပါတယ်။ပြင်သစ်နိုင်ငံမှာ1920နောက်ပိုင်း Surrealist Movement အကောင်လာပြီးနောက် အိမ်မက်ဆန်ဆန်တရုတ်ဖော်ထားတဲ့ဆာရီယယ်လစ်ပကြီတွေကို ဖန်တီးခဲ့ကြသလိုပီကာဆိုကလည်း Three Dancers 1925ပကြီကားလိုမျိုးပကြီတွေမှာထည့်သွင်းခဲ့ပါတယ်။ရှေးဥယူဆာတွေကိုထည့်သွင်းခြင်းနဲ့စိတ်ကလည်းပီကာဆိုစီမှာ ပြန်ကိန်းအောင်လာခဲ့ပုံပါပဲ။1929မှာ အသက်46ရှိနေပြီဖြစ်တဲ့ပီကာဆိုဟာ စပိန်နိုင်ငံကအသက်18နှစ်အရွယ်မာရီထရက်စ်ဝေါ်တာနဲ့တွေ့ဆုံခဲ့ပြီးတမီးဖြစ်သူမာယာကိုမွေးခဲ့ပါတယ်။သူတို့က1930မှာတော့လမ်းခွဲခဲ့ကြပါတယ်။ပီကာဆိုဟာ1930နောက်ပိုင်းမှာဓာတ်ပုံဆရာအနုပညာရှင်ဒိုရာမာနဲ့တွေ့ခဲ့ပါသေးတယ်။သူဟာသူ့ရဲ့အနုပညာတွေအမြဲလမ်းဆန်းနေဖို့အတွက်များ မင်္ဂလာများစွာနဲ့တွေ့ခဲ့သလားလို့ထင်စရာပါသူရဲ့လူသိအများဆုံးလက်ရာတစ်ခုဖြစ်တဲ့ Guernica ပချီကဟာစပိန်ပြည်တွင်းစစ်ကိုအခြေခံထားတာဖြစ်ပြီးအကြမ်းဖက်မှုကိုထင်ဟထားခြင်းဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ဖြစ်တဲ့ချိန်မှာသူဟာပါရီမှာကျန်ခဲ့ပြီးဂျာမန်တွေရဲ့သိမ်းပိုက်မှုအောက်မှာနေထိုင်ခဲ့ရပါတယ် ဂက်စတာပိုအရာရှိတွေရဲ့နှောက်ယှက်မှုတွေကြားကအမှုပညာကိုဆက်လက်ဖန်တီးခဲ့ပါတယ်1939မှ1959အတွင်းသူဟာကပြာအပုတ်300ကျော်ကိုရေးခဲ့ပါတယ် Desire God by a Petil နဲ့ The Four Little Girls ပြဇာတ်များကိုလည်းပြီးအောင်ရေးခဲ့ပါတယ်1944မှာပါရီမြို့ဂျာမန်အောက်မှာလွတ်မြောက်ပြီးနောက် ငယ်ရွယ်တဲ့နုပညာကျောင်းသူ Frank Wise Gillot နဲ့ဇလန်သစ်ကိုစခဲ့ပါတယ်။ထာကွလေးဆက်ခွန်မှာသားဖြစ်သူ Claude နဲ့ထာကွလေးဆက်ကိုမှာသမီးဖြစ်သူပါလိုမာရုကိုမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့ပီကာဆိုရဲ့အဆက်မပြတ်တဲ့ဖောက်ပြန်မှုတွေအပြင် မတော်မတရားပြုမှုတွေကြောင့်အရင်လူတွေလိုပဲလမ်းခွဲခဲ့ရပါတယ်။ နောက်ပိုင်းမှာသူဟာဗဘူးကိုအာယုံဆိုက်ခဲ့ပြီးနောက်1949မှာ Philadelphia Museum of Art မှာကျင်းပတဲ့နိုင်ငံတကာ ပြပွဲတစ်ခုမှာပါဝင်ခဲ့ပါတယ်။အဲ့နောက်သူဟာ Chicago Picasso လို့လူသိများတဲ့ဗဘူးလက်ရာကိုဖန်တီးခဲ့ပြီး American ကိုလှူဒန်းခဲ့ပါတယ်။1962ခုပီကာဆိုအသက်89မှာ သူရဲ့ဒုတိယနဲ့နောက်ဆုံးတရားဝင်စနီးဖြစ်တဲ့28နှစ်အရွယ်ဂျက်ကွာလင်းရော့ဒ်နဲ့လက်ထပ်ခဲ့ပါတယ်။သူမဟာသူ့အတွက်အကြီးကျယ်ဆုံးလှုပ်ဆော်နိုင်သူဖြစ်ခဲ့ပြီးသူအသက်ရှင်ခဲ့တဲ့နောက်ဆုံး28နှစ်တာကာလအတွင်းသူမရဲ့ပုံတူ80ကျော်ကိုရေးဆွဲခဲ့ပါတယ်။သူရဲ့နောက်ဆုံးနှစ်တွေဟာဖန်တီးမှုတွေမကြီးမညာဖြစ်ခဲ့တယ်ဆိုရမှာပါ။ရောင်စုံပကြီကားတွေအပြင် ကျင်းနီပပူးလက်ရာတွေပါပါဝင်ခဲ့ကြပါတယ်။ပီကာဆိုရဲ့နောက်ဆုံးလက်ရာတွေမှာ Neo Expressionism အယူအဆနဲ့ဖန်တီးမှု အသစ်တွေကို တွေ့ခဲ့ရတယ်လို့သူတေသီတွေကဆိုခဲ့ကြပါတယ်။ပီကာဆိုဟာ1983ဧပြီလ10ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ချိန်မှာအသက်62နှစ်ရှိခဲ့ပါပြီ။ 20ရာစုအနုပညာလက်မှတ်ပေါ်မှာပီကာဆိုကအကြီးကျယ်ဆုံးလွှမ်းမိုးနိုင်သူတရားဖြစ်ခဲ့တာအမှန်ပါပဲ။သူမြင်သည့်သမျှကိုဖွင့်ဆိုချက်အသစ်မြင်ကွင်းသစ်ရှူထောင်သစ်တွေကနေချပြခဲ့သလိုဖန်လဲဖန်တီးခဲ့သူပါ။သူဟာကုဘဝါဒတိုးတက်မှုအပြင်တကြီးတွေထဲထိရောက်လာအောင်အစာပြုခဲ့သူလည်းဖြစ်ပါတယ်။သူက college အနုပညာပုံဖော်စနစ်ကိုလည်းပကြီးတွေထဲရောက်အောင်တွန်းပို့နိုင်ခဲ့သူပါပဲသူကစံသစ်တီထွင်မှုအသစ်တွေနဲ့အနုပညာလက်ရာတွေကိုဘသူ့ကိုမှဂယုမဆိုင်ပဲယုံကြည်မှုနဲ့အတူလုပ်ခဲ့တာဖြစ်ပါတယ်သူ့ဘဝတခြားလုံးမှာအချစ်ရေးအိမ်ထောင်ရေးတွေအတွက်စိတ်အားထက်သန်မှုကမရေမတွက်နိုင်တဲ့ပကြီးကားများစွာဘဘူးလက်ရာတွေနဲ့အခြားသောအနုပညာတွေအတွက်ဖန်တီးဖို့ဖြစ်ခဲ့ပါလိမ့်မယ် ပိကဆူဝဒန္တာယီတစ်ခုပါခိမိအနုပညာရှင်များရဲ့ပါရမီရှင်ဒန္တာယီဖြစ်ခဲ့တာသူ့အတွက်ကြာခဲ့ပါပြီမတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ delay တွေခိစနစ်တို့ရဲ့တိုက်စားခြင်းတွေကြာက သူ့အနုပညာအယူအဆတွေကခိရှိကိုပြေးနေတော့မှာပဲဒါကြောင့်လဲသူဟာခုချိန်ထိကမ္ဘာအနုပညာလောကမှာဩဇာညောင်းနေစေသူတရားဖြစ်နေတာပေါ့ စာဖတ်သူအားလုံးအသိပညာတိုးတက်ကြပါစေ။ကိုသက်စက္ကွန်ရက်၁၇လ၂023ဖတ်ရှုတင်ဆက်သူစိတ်မမြစင်လူကြီးမျိုးဤချိန်ပင်နာရှင်မှုအတွက် Essence Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်။